ီ KNN တွေ KNU တွေတာလဘောတွေစုဖွဲ့တဲ့နေရာတွေအမြဲတမ်းတိုင်းပြည်ကိုဒုက္ခပေးနေတယ်နည်းနည်းလေးဟိုကဖြစ်ပြီဆိုတာနဲ့မိုင်းခွဲတယ်လမ်းတရားတွေကိုမိုင်းခွဲတယ်နော်အခုအဲ့ဒီမှာတရှိနေတဲ့တတ်300ခွင့်ကလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ရေရှယ်လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော် ါချက်တော်မျိုးတို့ရဲ့အရန်ရေးကြည့်လို့ကျွန်မဒုတိယကြိမ်တက်လာခြင်းဖြစ်ပါတယ်ဒီကနေ့2025ခုနှစ်ဧပြီလ29ရက်နေ့မနက်เนาะဒီခုမနက်7:00နာရီဝင်းကျင်မှာ NUG အကြံဖက်အစိုးရအဖြစ်ကြော်ညာထားတဲ့ NUG အဖွဲ့အစည်းကြီးရဲ့ဟမ်ဒေါက်တာရန်ကုဒေါက်တာဇော်ဝေစိုးဒီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တရှိရာပဲခိုးတိုင်းပဲနယ်ကုံကျောင်းစိုးရွာကိုရောက်ရှိနေပါတယ်เนาะဒီဒေါက်တာဇော်ဝေစိုးစီဒေါက်တာဆိုတဲ့ဘွဲ့ကိုယူထားတဲ့မထိုက်တန်တဲ့လူတိုက်ဆန်အတိတရားမရှိတဲ့အကောင်တကူကျမတို့ဒီပြည်သူတွေကိုတပ်ဖြတ်ဖို့အတွက်နော်အစားတောက်တွေထဲမှာတော့အစိုက်ခတ်ပြီးတော့အစိုက်ခတ်ပြီးတော့အစားတောက်တွေအေးအေးတွေထဲမှာအစိုက်ခတ်ပြီးတော့တပ်ဖို့အတွက်ခုထီကိုလှုပ်ဆော်စီယုံလှုပ်ဆော်သွေးထိုးခဲ့တဲ့လူရုပ်မှလူအောက်တန်းစားတရိတ်ဆန် နော်ဆရာဝန်ဆိုတဲ့တစ္ဆာဆိုထားပြီးတော့ဆရာဝန်ဘွဲပညာကိုရယူထားတဲ့ဒီလူတိတ်ဆန်အကောင်ကအခုလက်ရှိရောက်ရှိနေပါတဲ့ဘကိုးတိုင်းနော်ပဲနွယ်ကုံကြောင်းဆိုးရွာတပ်ပခဌာနချုပ်တရှိရနယ်မြေကိုအခုဒီကနေ့ရောက်ရှိနေပါတယ်အဲ့ဒါကိုတက်ဆိုင်ရနယ်မြေတာဝန်ရှိလူကြီးများများဒီအလုံးစုံပိတ်ဆို့ပြီးတော့ထွက်ပေါက်ဝင်ပေါက်တွေကိုအလုံးစုံပိတ်ဆိတ်ပြီးတော့ထိထိမောက်မောက်ထိထိရောက်ရောက်ချိန်မုံမှာနော်ချိန်မုံမှာအမိရလက်ရဖမ်းမှာနော် ရန်သူကိုငဲ့ညာလို့မရပါဘူးရန်သူကိုငဲ့ညာလို့မရပါဘူးအခုဒီကျမပြောတဲ့အခုဒီဘကိုးတိုင်းနော်ဒီအခုဒီရာတွေပဲနွယ်ခုံတို့ကြောက်ကြီးတို့နတ်တန်ခွင်းတို့ကြောက်တကားတို့ဆိုတာကအရန်ကိုနည်းမြေကျမ်းတဲ့နေရာတွေဒီ KNN တွေ KNU တွေတာလက်ဘောတွေစုဖွဲ့တဲ့နေရာတွေအမြဲတမ်းတိုင်းပြည်ကိုဒုက္ခပေးနေတယ်နည်းနည်းလေးကဖြစ်ပြီးဆိုတာနဲ့မိုင်းခွဲတယ်လမ်းတရားတွေကိုမိုင်းခွဲတယ် နော်အခုအဲ့ဒီမှာတည်ရှိနေတဲ့တက်300ကတက်က300တို့၄ကိုအုံတို့အဓိကတော့တက်300ပေါ့နော်အဲ့ဒီအထိုင်တက်တွေကနေထိထိရောက်ရောက်မချေမုံတဲ့အတွက်အခုသူတို့ကိုထိထိရောက်ရောက်မချေမုံဘူးနော်လက်နေကြီးတွေနဲ့ပြတ်တော့ပြတ်တယ်ထိထိရောက်ရောက်ကောင်မချေမုံတွက်အခုသူတို့ကိုပြန်လဲပြီးတော့အခုဒီတက်300ကိုဝင်တိုက်ဖို့အတွက်ကိုအခုသူတို့စုရက်တွေလုပ်နေပြီအခုနှစ်ကြိမ်ရှိသွားပြီ drone နဲ့ပြတ်တာနော်အခုသူတို့တည်ရှိတဲ့နေရာကိုကျွန်မထပ်ပြီးတော့ဒီလိုက်မှာထပ်ပြောမယ်နော်အခုနလွှင့်လိုက်တဲ့ မနက်7:00နာရီလောက်မှာလွှင့်လိုက်တဲ့ live မှာကျွန်မတခါထပ်ပြောပြီးပြီအခုဒုတိယချိန်ထပ်ပြောမယ်နော်တဲနယ်ကုန်းအရှိချိန်ခါကုန်းအနောက်ရွာတုတ်တန်နဲ့အဲ့ဒီအနောက်ရွာမှာရှိတဲ့မောင်ဝင်းအိမ် transformer တွေဒီတဝါတိုင်းတွေနားမှာအခု KNL တွေနဲ့ပူပေါင်းအဖွဲ့အင်အား200ရောက်ရှိနေပါပြီနော်ဒီတက်ကိုဝင်လုံးမှုအတွက်ဝင်လုံးမှုအတွက်ရောက်ရှိနေပါပြီနောက်ပြီးတော့ဘကိုးတိုင်းပဲမယ်ကုန်းအရှိဘက်ချိန်ခါကုန်းအင်းကုန်းမွန်းချုံမှာလက်ရှိအထိုင်ချယူနေတာဒီ KNL တွေအင်အား900ကျော်တရှိနေတယ်အဲ့ဒီဟာကို ငံမြေကန်တက်တဲ့ဒီဌာနချုပ်တွေသိရှိနေပါလျက်နဲ့ထိထိရောက်ရောက်ရန်သူကိုရန်သူကိုချိန်မုံးမှာဟုတ်လားကျမတို့ဖခင်ကြီးကလည်းပြောထားပြီးသားဒီတပ်ပခဌာနချုပ်မှာရှိတဲ့နေမြေမှာရှိတဲ့အကြမ်းဖက်ကိုအကြမ်းဖက်နဲ့တူအောင်ချိန်မုံးမှာအကြမ်းဖက်တွေမရှိစေရဘူးဆိုတဲ့ဟာကိုမနှစ်ကတပ်ပခဌာနချုပ်ကိုရောက်တဲ့အချိန်မှာကျမတို့ဖခင်ကြီးမိန်ကွန်းပြောကြားသွားပြီးသားအမိန့်ပေးသွားပြီးသားနော်အခုယာယီယာယီပြစ်ခတ်ရစဲထားပေမဲ့စစ်တပ်စခန်းတွေကိုတိုက်ခိုက်လာမယ်ဆိုရင်ပြန်လဲတောက်မြန်မှုအမိန့်ထောက်